ဇူလိုင်လ32ရက်နေ့မှာကြောက်တဲ့1389ဝါဆိုလပြည့်ဓမ္မစကြာနေ့မှာရွှေတကုံစီတီတော်မှာဝါဆိုရွှေကြာသင်္ကန်းကတ်လူပွဲနဲ့ဓမ္မစကြာအခါတော်နဲ့ခမ်းနာကိုရှေးဟောင်းဘုရားရုပ်ပွားတော်များတစ်စောင်းမှာကျင်းပခဲ့ပါတယ်။ နောက်ပိုင်းမှာဝတ်အသင်းဖွဲ့တွေကရွှေတကုံစီတီတော်မြတ်ကြီးကိုလှည့်လည်ပြီးဓမ္မစကြာတရားတော်ကိုရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။သူဒီသာအေးများလူတန်းတိုက်ကျွေးနေတာကိုလည်းတွေ့ရပါတယ်။ဝါဇိုလာပြည့်ဓမ္မစကြာနေမှာရွှေတကုံစီတီတော်ကိုလာရောက်ဖူးမြော်သူတွေနဲ့အလွန်စီကားများပြားနေတာကိုတွေ့ရပါတယ်။